မျိုးသားပြန်လည်တင်းမြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာနပြန်လည်ဖွဲ့စည်းရေးကော်မတီဖွဲ့စည်းကြောင်းနိုင်ငံတော်တမရဦးထင်ကျော်ကဒီကနေ့အမိန့်ထုတ်ပြန်ပါတယ်။ဒီကော်မတီဟာတမရဦးသိန်းစိတ်လက်ထက်ကဖွဲ့စည်းခဲ့တဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန MPC ကိုအမျိုးသားပြန်လည်တင်းမြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဖြစ်ပြန်လည်ဖွဲ့စည်းမှာပဲဖြစ်ပါတယ်။ပြန်လည်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ်နိုင်ငံတော်အတိုင်ပင်ခံရုံးပြည်တော်စုဝင်ကြီးဦးကျော်တင့်ဆွေဒုတိယဥက္ကဋ္ဌအဖြစ် နေဆက်ရေးရပြည်တော်စုဝင်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အတွင်းရေးမှူးအဖြစ်စီမံကိန်းနဲ့ဗန္ဒာယေးဝန်ကြီးဌာနစီမံကိန်းရေးဆွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးပေါ်မောင်တို့ကိုတာဝန်ပေးပါတယ်။အဖွဲ့ဝင်တွေအဖြစ်အမှတ်၁စစ်စင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးထွန်းတော်နောင်ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအငိမ့်စာပြည်တော်စု၈နေချုပ်ယုံဒုတိယ၈နေချုပ်ဦးဝင်းမြင့်ပြည်တော်စုယာရူးဝင်အဖွဲ့ဝင်နေရရဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်ဝင်းစစ်ဆက်ညှိနှိုင်းရေးတာဝန်ခံဒေါက်တာတင်မျိုးဝင်း ပြည်တော်စုအဆင့်ပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီအဖွဲ့ဝင်ဒေါက်တာမင်းစော်ဦးနိုင်ငံတော်အတိုင်ပင်ခံရုံးကဥမိုးစော်ဦးတို့ကိုတာဝန်ပေးပါတယ်။လုံခဲတာဝန်တွေအဖြစ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်နဲ့အညီ NRPC ကိုဖွဲ့စည်းရန်ဌာနချုပ်ကိုနေပြည်တော်မှာထားပြီးရန်ကုန်မှာရှိတဲ့ MPC ကိုရန်ကုန်ရုံးခွဲအဖြစ်ဖွဲ့ရန် NRPC ဖွဲ့စည်းပုံမှာဝန်ထမ်းတွေကိုနိုင်ငံဝန်ထမ်းဥပဒေနှီးဥပဒေစီးမြစ်စည်းကမ်းတွေနဲ့အညီရေးဆွဲဆောင်ရွက်ရန် မြန်မာနိုင်ငံရဲ့မျိုးသားပြန်လည်တည်မြဲရေးနဲ့ငြိမ်းချမ်းရေးအတွက်ပြည်တွင်းပြည်ပထောက်ပံ့ကူညီမှုများနိုင်ငံတော်ဘတ်ဂျက်မှခွဲဝေကြခံရမှုများစနစ်တကျရှိစေရေးအတွက်အလူရှင်များနဲ့ညှိနှိုင်းရေးလုပ်ငန်းစဉ်များကို NRPC ကတာဝန်ယူနိုင်သည့်အထိဖွဲ့စည်းပေးရန်နဲ့အဆိုပါညှိနှိုင်းရေးလုပ်ငန်းစဉ်တွေအတွက်စီမင်းစည်းကမ်းတွေလုံထုံးလုံနည်းတွေချမှတ်ပေးရန် NRPC မှပေါ်ဝင်သည့်ပေါ်ဝင်တိုက်သူတွေဖွဲ့စည်းပုံနဲ့လုပ်ငန်းတာဝန်တွေရုံးဖွဲ့မှခန့်အပ်တဲ့သူတွေနဲ့အခြားလိုအပ်တာတွေကို နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ထံအဆိုပြုတင်ပြရန် NRPC ကို institution အဖြစ်ခိုင်ခိုင်မာမာဖွဲ့စည်းလက်ပတ်နိုင်ရေးအတွက်ညှိနှိုင်းအစည်းအဝေးတွေပုံမှန်ကျင်းပပြီးအစည်းအဝေးဆုံးဖြတ်ချက်တွေကော်မတီရဲ့ဆောင်ရွက်ချက်တွေကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ထံပုံမှန်တင်ပြရန်ဆိုပြီးတမရဦးထင်ကျော်ရဲ့အမိန့်ကြော်ညာစာမှာပါရှိပါတယ်။2015ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိပြီးအစိုးရဖွဲ့ပြီးတဲ့နောက်မှာအမျိုးသားညီညာစစ်ရေးနဲ့ငြိမ်းချမ်းရေးဗဟုထာနာဖွဲ့စည်းရေးလုပ်ငန်းတွေနဲ့ 22ရာစုပေလုံညီလာခံကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းစဉ်တွေကိုတပြိုင်တည်းထဲဆောင်ရွက်သွားရေးနဲ့22ရာစုပေလုံညီလာခံကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်လုပ်ငန်းစဉ်အစီအစဉ်မှာပါဝင်သစ်ပါဝင်တိုင်းသူတွေပါဝင်နိုင်ရေးဦးတည်ဆောင်ရွက်သွားရေးတို့ကိုညှိနှိုင်းသဘောတူညီခဲ့ပြီးတဲ့နောက်မှာအကောင့်ထယ်ဖို့ဆောင်ရွက်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။